ကျွန်တော်ကိုခွင့်ပြုပါတော့အလုတ်ကထွက်တော်မယ်ကျွန်တော်အပါကိုအိမ်မှာစာတင်ပေးဖို့လက်ခံတဲ့အလုတ်ကိုလက်မခံတော့ဘူးကျွန်တော်ကိုဒီမှာဆရာအလုတ်ပေးမယ်ဆိုပြီးခေါ်လို့လာခဲ့တာအခုတော့တအိမ်လုံးလက်တယ်ဆမ်းမှုစက်ကွင်းအဖြစ်အသုံးတော်ခံရအောင်ရောက်နေတာနဲ့ဘာမှမချအောင်ဖြစ်နေပြီ အလုံးမဲမင်္ဂလာပါခင်ဗျာ Rewind Me Channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော်ဒေါ်စုဤစိတ်ထဲတွင်တနက်ပြစ်မှုကြီးမှကြီးကျယ်သောလူသက်မှုကြီးတစ်ခုထပ်ပင်ရှုပ်ထွေးနေက မောင်ဆန်ရှားကဲ့သို့ဘာနဲ့သောဆုံထောက်ငားရန်ထောက်လန်းခိုင်းရတော့မလောက်ဖြစ်၍နေလေသည်သတိကံအထောက်ထားဟု၍မျက်မြင်သက်သည်မရှိတော်လဲအခန်းထဲ၌တနက်နေ့ဥလတ်တို့ရှိနေခြင်းမှာအတော်ပင်ခိုင်လုံသောသက်သည်ဖြစ်နေသည်ကိုဒေါ်စုဤစိတ်တွင်ယုံကြည်စိတ်ချမိလေ၏ တို့ရရင်ထိုကိစ္စနဲ့အဆွဆွဲခံရသူဥလကဘူးခံ၍နေသည့်အတွက်သောစုမှာအခြားသက်သေးကံမရှိ၍အခံရကြက်ကအခန်းထဲမှထွက်ခဲ့ရလေ၏သောစုသည်အခန်းထဲမှထွက်၍လာပြီးမှအခန်းထဲတွင်လေးသနက်နှင့်ကြီးစံများထိမ့်သိမ့်သူမရှိဘဲကြံရစ်နေသည်ကိုသတိရ၍အပါဤလက်ထဲသို့ပြန်၍ရောက်သွားမည်ကိုစိုးရိမ်သောကြောင့်ပြို့ဝတ်သောတနက်ပြစ်မှုကြီးဤသက်သေးကံပစ္စည်းဖြစ်သည့်အဆိုးပါတနက်နှင့်ကြီးစံများကိုပြန်၍သိမ့်ယူသွားလေ၏ ဦးလက်သည်ပန်းညံထဲသို့ထွက်သွားလိုသောစိတ်မရှိဘဲဒေါ်စု၏နဘူးနဆာတတ်တာစီရန်အတွက်အခန်းထဲမှရှောင်းလွဲ၍ထွက်လာခြင်းဖြစ်လေရာအခန်းထဲမှဒေါ်စုထွက်သွားသည်ကိုမြင်ရသည့်အခါမှမိမိအခန်းထဲသို့ပြန်ဝင်၍နေပြီးစာအုပ်ကိုကောက်ကန်၍ဖတ်နေလေသည်ဦးလက်သည်ယခုမှစိတ်အေးချမ်းသာရှိသွားကယခင်ကဖတ်လက်စာဖြစ်သောစာအုပ်ကိုဆက်လက်ဖတ်နေလေသည်ထို့သောစာဖတ်ရှုနေသည့်အခါကျမှဦးလက်မှစာအုပ်ထဲတွင်စိတ်ဝင်စားနေခြင်းအပြင် စောစောကဖြစ်ပြက်သည့်အကြောင်းအရာအလုံးကိုလုံးဝမေ့လျော့၍သွားလိမ့်ဤထို့သောတအိမ်လုံးငိမ်သက်အေးချမ်းစွာရှိနေပြီးမှညမကြာမီတွင်ဒိုင်းကနေမြည်တံပေါ်ထွက်လာပြန်လေရာဦးလက်မလက်ထဲကစာအုပ်လွတ်ကျ၍သွားသည့်တိုင်အောင်လမ်းဖြန့်၍သွားပြီးလျင်ဤအကျိန်တွင်မြည်သူအားထိလီသည်နီဟုတိလိုသောသောဖြင့်ပဒင်းပေါက်သို့ထွက်၍ကြည်လိုက်တော်လဲခြံထဲတွင်မြည်သူမှမတွေ့မြင်ရသောကြောင့်မိမိကြကြရက်နေလျင် ချောင်းတတ်တတရက်ခန်းအဖြစ်ဆွဆွဲခံနေရမည်ကိုဆိုရင်းကလင်းအမြန်စွာအခန်းထဲသို့ပြေးပြီးဇာအုပ်ကိုကောက်၍ဂိုင်းကဟန်မပြတ်စာဖတ်၍နေလိုက်လေ၏တခဏများအကြာတွင်ဒိုင်းကနေမြည်တမ်းပေါ်လာပြန်လေ၏ဦးလက်ဤလက်တွင်းရှိစာအုပ်သည်ဒိုင်းမင်ထိုးစာရှိလျင်ထိုးခြင်းချင်းဖြစ်နေသည့်အလားကျမ်းပေါ်သို့ခုံချလိုက်ပြန်လေ၏ဦးလက်မှာတထိတ်ထိတ်တလန့်လန့်ရှိနေကမိမိ၏အခန်းတွင်သို့ဘယင်ငံ၏အမိန့်နှင့် စစ်ပလိတ်တဝင်းရောက်ပြက်ခတ်နေလီပြီလားဟု အောက်မေ့မိလေ၏မကြမီအခန်းထဲသို့တစုံတစ်ယောက်သောသူဝင်း၍လာလေရာမိမိအပေါ်တွင်စွတ်စွဲရန်မိမိနှမဝင်းရောက်၍လာလေသလားဟုစိုးရိမ်လန့်ဖြန့်သွားပြီးမှ ဝင်းလာသူမှာကိုသူတော်ဖြစ်နေသည်ကိုတွေ့ရ၍အနှဲငယ်စိတ်သက်သာရာရလေတော့၏ကိုသူတော်သည်လေးတနတ်နှင့်ကြည်စံထဲတားသောဆက်ခုထုတ်ကလေးကိုရှည်နီးအတိုင်းယူ၍လာပြန်ကဦးလက်အားဘာမှမပြောဘဲလှမ်း၍ပေးလိုက်လေသည် ။ဘုသူတော်ဤမျက်နှာမှာလည်းအတော်ပင်မတတ်မတာဖြစ်နေသည်ကိုတွေ့ရလေ။ထို့ဖြစ်၍ဥလတ်မှာစကားမပြောနိုင်ပေကျက်တီတီလေးရဲ့ကိုသူတော်ဤမျက်နှာကိုသာစိုက်၍ကြည့်နေမိလေရာအတွေးဖြင့်စိတ်ကူးလွန်လျက်ရှိနေခြင်းကြောင့်ကိုသူတော်ဤပါဇက်ကလှုပ်၍နေတော်လဲဘာပြောလိုက်သည်ကိုနားထဲမဝင်သောကြောင့်ကိုသူတော်ကျုပ်ကိုစကားပြောနေတာလားဟုမေးလိုက်လေ။ဟုတ်ကဲ့ကျွန်တော်ကိုခွင့်ပြုပါတော့အလောက်ကထွက်တော်မယ်။ဘာဟုဥလကအံအားသင့်စွာမေးလေသည် ကျွန်တော်နတ်ဖြန်ကစားပြီးအလုံးမလုံးတော့ဘူး။ဘာဖြစ်လို့လဲ။ကျုပ်တို့ပေးတဲ့လခကိုမကျင်တတ်လို့လား။ဘသူစူးလို့လဲ။ဘသူမှလည်းမနှိပ်စက်ပါဘူး။လခလည်းကျင်တတ်ပါတယ်။အမှန်တော့ဒီမှာအလုံးလုံးလာတာ၁၀နှစ်ကျော်ပြီ။အခုလောက်ကြာမှ ခွဲရမယ်ဆိုတာတကယ်ကိုပဲဝမ်းနေပါတယ်။ဒါပေမဲ့ပြောမပြနိုင်နဲ့မဖြစ်နိုင်တော့တဲ့အကြောင်းတစ်ခုရှိနေလို့ပါ။ဦးလံမအုံနောက်ပြည့်၍သွားတော်မီကဲ့သို့ရှိသွားကာ ်ခေါင်းကိုလက်နှစ်ဖက်နဲ့အုပ်ကကလထိုင်လက်ရန်တွင် တထောင်ထောက်၍နေလိုက်ရင်အင်းအင်းပူ၍သာစိုးလိုက်နိုင်လေတော့သည်ကိုသူတော်လည်းဥလက်၏သဘောတူညီချက်ကိုရယူထွက်သွားလေ၏ဥလက်မာကကိုသူတော်မရှိသည့်နေ့မှစ၍ဝတ္တဤကလေးချက်ကျွေးမိသူမရှိတော့ပြီဟုတွေး၍စိတ်မကောင်းဖြစ်မိလေသည်ဥလက်သည်ခေါင်းငုံလျက်ငိုင်းမိုင်းနေသည့်အတွက်ကိုသူတော်ထွက်သွားသည်ကိုမသိလိုက်မိပဲကိုရင်ကိုခေါ်လိုက်သည့်အတန်းကိုကြားရမှာ မိမိနမဒေါစုရောက်နေသည်ကို သိရကတကိုလုံးတုံလျက်ခေါင်းထောင်မြည်ကြည့်မိလေသည်ဦးလက်မှာဘုံပေါက်ကွဲတော်မြည်ဟုစိုးရင်ထိတ်လန့်သည့်မျက်နှာဖြင့်ဒေါစုအားကြည့်လိုက်ရာ သူဤမျက်နှာမှာခက်ထန်ခြင်းမရှိသည်ကို တွေ့ရ၍အံ့ဩမိလေသည်ကိုရင်ခုနကကိုသူတော်ဘာလာပြောပြီးသည်လေအလုထွက်တော်မဲတဲ့ဘာနှစ်ဖြန်ကစာပြီးအလုမလုတော်ဘူးတဲ့ဒေါစုဤမျက်နှာတွင်အတော်ပင်စိုးရင်သည့်အမူအရာပေါ်ထွက်လျက် ကိုရင်သူ့ကိုဘာများလှုပ်လိုက်လို့လဲဟုမေးလေဟင်ဘာမှမလုပ်ရပါဘူးကွာမင်းငောဒေါ်စုသည် အပြောအရာခတ်တကယ်သူတွေးဝေး၍နေလိုက်ပြီးမှကျုပ်သူ့ကိုတနှက်နဲ့ပြစ်လိုက်မိတယ်ဟုလေတန်ပြွပြလေးနေဖြစ်လေလေတနှက်နဲ့ပြစ်မိတယ်တနှက်နဲ့ပြစ်တယ်ဟုတ်လားဩပြစ်ပါတယ်ဆိုထက်ခါထက်ခါမင်းနေပြန်ပြီလားဘာဖြစ်လို့ပြစ်တာတော့မပြောတတ်ဘူးကိုရင်ဒီခန်းနဲ့ကထွက်သွားပြီးတဲ့နောက် တနတ်နဲ့ကြီးစံကြံရစ်ခဲတာစိတ်မချလို့ကိုသူတို့ရဲ့လက်ထဲမှာအထားရအောင်ယူအသွားမှာတနတ်ကိုကင်မိရင်ပဲပြစ်ချင်ခက်ချင်တဲ့စိတ်ပေါ်ပေါက်လာပြီးရင်းဆိုင်၆ပေအကွာလောက်ကနေပြီးကိုသူတို့ဘိုက်ကိုပြစ်လိုက်မိတာပဲဥလမစောစောကကြားလိုက်ရသောတနတ်တန်နှစ်ချက်အနက်ပထမအချက်ဤတရက်ခန်းနှင့်တစားခန်းဖြစ်သူကိုတွေ့ရပြီးဖြစ်၍ဒုတိယအချက်ဤတရက်လိုတရက်ခန်းကိုသာတိဖို့ရန်ကြံလေ၏တို့ရာတွင်ဒုတိယမှုကိုတိရဖို့ရန် အရေးထက်ပထမအမှုကိုအစုံလင်းသိဖို့ရန်ဦးစွာအရေးကြီးသည့်အလျောက်နို့မင်းသူ့ကိုပြစ်လိုက်တော့သူကဘာမှမပြောဘူးလားဟုမေးလိုက်လေ၏ဘသူကလဲကိုသူတော်ကအင်းအင်းဘာမှမပြောဘူးကျုပ်လဲပြစ်ပြီးတဲ့နောက်သူ့လက်ထဲကိုပဲသနတ်အပ်လိုက်တာပဲဟုပြောပြီးသည့်နောက်ဒီသနတ်တစ်ခုအတွက်အတော်ခတ်နေတာပဲဂိုင်မိတဲ့လူတိုင်းပြစ်ချင်ခတ်ချင်ဖြစ်နေတာပဲဒါထက်ကိုသူတော်ကိုအလောက်ကမထွက်ရအောင်လုပ်ဖို့အရေးကြီးတယ်သူထွက်တာ သူ့ကိုအပြစ်ခံရလို့ဖြစ်တာပဲပြီးတော့သူအလုတ်ထွက်သွားလို့လူတိုင်းကသူ့ကိုဘာဖြစ်လို့ထွက်တယ်လဲမင်းဒီလိုကျုပ်ကပြက်တယ်လို့ရှောက်ပြောင်းမှဖြစ်ကျုပ်တို့တမျိုးလုံးနာမည်ပြက်ရတော့မှာပဲဒါကြောင့်သူ့ကိုမထွက်ရအောင်ချော့မော်ပြီးလက်ကတိုးပေးမှဖြစ်မှာပဲဟုပြောပြရာဦးလက်သည်อืมငှူရှည်လျားစွာညင်းညူခေါင်းတညိမ့်ညိမ့်နဲ့လုံနေလေတော့ဤသူတို့ပြောနေစဉ်အတွင်းညခင်ကကမန်းကရန်အခန်းထဲသို့ဝင်ရောက်လာပြီးနောက်ဟိုကြည့်ဒီကြည့်နဲ့ ယူကြောင်ကြောင်ကြည်နေပြီလျင်တော့တော့ကိုစိုးမောင်လိုက်ရှာနေတယ်ဟုပြောလေသည်ဒီကိုလွှတ်လိုက်ဒီမှာရှိတယ်လို့ပြောညခင်သည်ထွက်သွားမည်အပြုမှာပင်စိုးမောင်အားလိုက်၍ခေါ်မနေရပဲအခန်းထဲသို့ဝင်ရောက်လာလေသည်ဦးလက်မှာစိုးမောင်အားတနတ်နေပြည့်မီကလေးကစိုးမောင်ကိုမြင်ရာတိုင်းအလွန်လွန်ရွတ်ထိပ်၍နေလေရာယခုစိုးမောင်ဝင်လာသည်ကိုမြင်ရသည်တွင်ဂလထိုင်းမော်တွင် ရှိနေသောဖင်းမှာကြိုးအထူးခံရတဲ့ကဲ့သို့ရိုးတိုးရွာတာဖြစ်၍သွားလေတော့၏ တော်တော်ဘာဖြစ်ပြန်တယ်လဲဆိုမှကျွန်တော်အပါကို အိမ်မှာစာတင်ပေးဖို့လက်ခံတဲ့အလုပ်ကိုလက်မခံတော့ဘူးဟင်ဘာဖြစ်လို့လဲဒီမှာကြာကြာနေရင် တနေ့နေ့မျက်စိကန်းလိမ့်မယ်ဒီကနေ့တနေ့လုံးတနက်နဲ့အပြစ်ခံရတာ၃ညရှိပြီဟုပြောလိုက်ရာဒေါ်စုနဲ့ဦးလက်တို့မှာအံအားတင်လျက်ဟင်ဦးစုံမိကြလေဤဦးလက်မူကားမိမိတစ်ချိန်အပါတစ်ချိန်အားလုံးနှစ်ချိန်သာပြစ်တီကိုသာရေတွက်ရရသောကြောင့် ောင်စိုးမောင်စကားကိုမယုံသလိုလိုရှိမိလေ၏ဘသူပြစ်လို့လဲဟုဒေါ်စုကမေးလိုက်သဖြင့်ကိုသူတော်ရဲ့ဦးစိုးမောင်ကဖြေးလိုက်ရာဟိုက်ကိုမောင်နှမနှစ်ယောက်ကြပြိုင်နေဆူလိုက်မိကြလေသည်ကျွန်တော်ကိုဒီမှာဆရာအလုပ်ပေးမယ်ဆိုပြီးခေါ်လို့လာခဲ့တာ အခုတော့တအိမ်လုံးလက်တယ်ဆမ်းမှု စက်ကွင်းအဖြစ်အသုံးတော်ခံရအောင် ရောက်နေတာနဲ့ဘာမှမချမ်းအောင်ဖြစ်နေပြီပထမဦးဆုံးအပါကပြက်တယ်ဒုတိယအကြိမ်ဟုဆိုကား ။စိုးမောင်သည်ဒေါစုအားမေးတကယ်သို့လှမ်းကြည့်လိုက်ရာဒေါစုကတော်မဟုတ်လားဟုမေးတကယ်သို့ဥလက်အားတဆင့်ကြည့်လိုက်ရာဥလက်သည်နှစ်ယောက်စလုံးကိုကြည့်၍ခေါင်းခါပြပြီးဟေးငါမပါဘူးနော်ဟုဆိုလိုက်လေ၏။မြခင်မမူမိမိဖခင်ကိုကြည့်ပြီးကြည့်၍ရဲနေသည်ကို တွေ့ရလေ၏။ဒုရီယာတနက်ပြက်မှုမှာလက်သေးမပေါ်သေးဘူး။ဒုရီယာပြည့်သူမှာကိုသူတော်ဟုစိုးမောင်ကအစီရင်ခံလေသည်။ဘူလတ်သည်ယခုမှစဉ်းစားမိရန်ဖြင့ ဩစောစောကတနတ်တန်နှစ်ချက်ကျင့်လိုက်တာတစ်ချက်ကဒါပဲကိုဟုဆိုလေဤအဲ့ဒီတော့ကြာကြာနေရင်သေးမလားကမ်းမလားတခုခုပဲဒါကြောင့်ကျွန်တော်ဆရာအလုပ်ကိုပြန်အပ်ခဲ့ပါတယ်ဟုဆို၍ဖတ်သွားလေရဒေါစုကမောင်စိုးမောင်နေပါအောင်ဟုတိုင်းရင်နောက်ကလိုက်သွားလေသည်ဦးလံမူကမိမိမကြည့်ရှုလို့သူတယောက်ကိုမမြင်ရတော့ပြီဟုဝမ်းသာခြင်းဖြင့်ကြိတ်ပြုံးပြုံးရင်နေလိုက်ရာကမိမိစိတ်ကိုမချုပ်တင်းနိုင်ပဲတဟာဟာအတန်ထွက်လေရာ ဖီဖီဟူခေါ်တန်ကြားရမှာအခန်းထဲတွင်မိမိတယောက်ထဲသာမဟုတ်ညခင်ရှိနေသည်ကိုသတိရကမနှဲအိန်နရီဆယ်လျက်ဘာတုံးသမီးဟူမေးလိုက်ရာဖီဖီဟာအမဲလိုက်ကောင်းတဲ့မုတ်ဆူးကြီးတယောက်ဖြစ်နိုင်နေဆိုတာကျမအစကမထင်မိဘူးဘာကျမမမြင်ဘူးမှတ်လို့လားဘယ်နဲ့ဘာပြောတယ်အမဲဖီဖီမသိချင်အောင်ဆောင်းမနေစမ်းပါနဲ့ဖီဖီပဒင်းပေါက်ကနေပြီးတော့ကိုဆိုးမောင်ကိုတနတ်နဲ့ပြစ်လိုက်တာကျမမမြင်ဘူးမှတ်သလား မျက်မြင်တက်သည်ကျမတယောက်လုံးရှိတယ်။ဦးလံမှာမိမိဤရာဇဝတ်မှုကြီးပေါ်တော့မြီကိုစိုးရင်ကမျက်လုံးပြူးသွားကနှလုံးသွေးများခုန်၍နေလေတော့ဤ။ကျမအစာဆုံးမြင်နေရတယ်။ဒီเจ้าကိုဖိဖိပြောမလို့ဟာဖိဖိအခန်းထဲကလူလစ်တာကိုမတွေ့ရပဲတယောက်ပြီးတယောက်ဝင်နေကြတာမြင်လို့အသာကြည့်နေတာ။တကယ်လို့ဒီအကြောင်းတော်တော်သိသွားရင်သမီသမီမင်းတော်တော်ကိုဒီဟာကိုတော့ဖြင့်မပြောလိုက်ပါနဲ့။အော်ဒါနဲ့စကားမဆက် အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုဂျိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်နောက်ပြီးတော့အကြံပြုချင်တာများရှိရင်လည်းအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆိုဘာဖြစ်လို့မပြောရမှာလဲပြောမယ်ကိုစိုးမောင်ကိုလည်းပြောပြမယ်အမလေးတောင်းမှန်မရစေသမီးရဲ့မပြောပါနဲ့မင်းတော်သိရင်ငါအသက်ဖတ်နေထုတ်ထားတာတောင်မချမ်းသာဘူး ဇိုးမောင်တည်သွားရင်လည်းမကောင်းတာပဲဖေဖေတော့ပြောမှဖြစ်မယ်အစုခံရမှကောင်းတယ်ဘာဖြစ်လို့ကျမတောင်းနေမော်တော်ကားကလေးကိုမှဝယ်မပေးပဲအမလီပေးပါမယ်သမီးရေပေးပါမယ်သွားသွားဒီနေ့သွားသမီးကြိုက်တဲ့ကားရစင်သွားပြီးယူရယူခဲ့ပြီတော့ကဲဒါဖြစ်ရင်ဖေဖေစာရေးပေးလိုက်ဟုဆိုကညခင်သည်ဥလက်ဤစာရေးစပွဲပေါ်မှာစက်ခုနဲ့ဖောင်တိန်ကိုယူလာပြီးလျင် မိမိပါဇက်ကစားစီပေးသည့်အတိုင်းဥလတ်အားအေးခိုင်းလေ၏ဥလတ်မှာမြခင်၏အနိုင်မိ၍နေသည့်အလျောက်မြခင်ပြောသည့်အတိုင်းရေးပေးလိုက်ရလျာမြခင်သည်စာရွက်ကလေးကိုယူလျက်ဝမ်းသာအားရစွာထွက်သွားလေ၏ဥလတ်မှာစိတ်ပြက်ကြီးပြက်ခါကြံရစ်ခဲ့ပြီးခိုင်ရမထား၍အခန်းထဲတွင်ခောက်ထုတ်ခောက်ပြန်ရှောက်နေစဉ်မိမိလျှောက်သည့်ဖန်မျက်နှချင်းဆိုင်ရှိပတင်းပေါင်းမှခေါင်းတစ်ခုတပြေးပြေးထွက်ပေါ်လာသည်ကိုတွေ့ရကားတရေတစီကိုမြင်လိုက်ရသကဲ့သို့ကြက်သေးသေးပြီး ရက်ကြည်နေမိလေသည်ခေါင်းထောင်၍ထွက်လာသူမှစိုးမောင်ဖြစ်လျာဥလမ္မာမိမိနှင့်မြခင်ပြောသောစကားများကိုစိုးမောင်ကြား၍သွားလိပြီဟုဇိုးရင်ထူပူ၍သွားကတကိုယ်လုံးတုံတုံရင်ရင်နှင့်ဖြစ်နေလေ၏ဇိုးမောင်မှထိုရင်ကြီးမှရုတ်တရက်ထွက်၍မသွားသေးပဲစိတ်ပြက်လက်ပြက်ဖြင့်ထိုပရင်းမောင်နီး၌ရှိသောဗန်းညံဖက်ရှိဒန်လျာဘော်တွင်ထိုင်၍စိတ်ကူးထုံနေစဉ်မြခင်နှင့်ဥလတ်တို့ပြောသည့်စကားများကိုကြားရသောကြောင့်ခေါင်းထောင်၍ထလာခြင်းဖြစ်ပေတော်၏ ယိုဝတ်သောတနက်ပြစ်မှုကြီးတွင်လက်သေးပေါ်ပေါက်ခဲ့လေပြီဖြစ်ရာတရခန်ဖြစ်သူနှင့်တရလိုတို့ညနေချင်းဆိုင်တွေ့ဆုံကြရာတွင် သူတို့၏ပြောဆိုသည့်စကားများမှာအလွန်အမှတ်သာစိတ်ဝင်စားဖွယ်ကောင်းလိမ့်မည်ဟုလူတိုင်းထင်မြင်ပွဲရရှိတော်လဲဇိုးမောင်နှင့်ဥလတ်တို့မှာရုတ်တရက်စကားတခွန်းတပါးမှမပြောနိုင်ညာပဲဥလတ်၏ပါဇက်မှထွက်သွားသောအတန်မှာဟုရွှဲတန်းဖြစ်၍ဇိုးမောင်ပါဇက်မှထွက်သည့်အတန်မှာအဟင်းဟုဒေါသဖိနှိပ်တန်းသာဖြစ်လေ၏ ။ဦးလံမှာဤနေရာတွင်တယောက်နဲ့တယောက်ရှင်းပြန်တပ်ပုတ်လက်ဝေထိုးတတ်ခြင်းသက်အကျမ်းမှုကို အနုနဲ့အောင်ဖို့ရန်ပရိယေသုံးဖို့လိုလီပြီးဟုနှလုံးပြူက။"ဩမောင်ဆိုးမောင်မလား"ဟုချိုးသောချောမော်သောလေးတန်းဖြင့်ခေါ်လိုက်လေသည်။ဆိုးမောင်သည်ဘာမှမပြောသေးဘဲစိုက်ကြည့်နေလေ၏။မာရဲ့နော်။ဟုတ်ကဲ့။လေးတနတ်လောက်နေတော့တော်ယုံနဲ့မသေးနိုင်သေးပါဘူး။အင်း။လာပါဦးမောင်ဆိုးမောင်။အထဲကိုဒီကဘက်ကြော်ပြေးတက်ခဲပါ။ တခဏမြကြားလျင်စိုးမောင်သည်အခန်းထဲသို့ရောက်၍လာလေသည်။ထိုင်မအောင်ကွ။တနေ့လုံးမေ့နေစကားကောင်းကောင်းမပြောရသေးဘူး။ဟွန်း။ဒါထက်ဦးနဲ့သမီးမြခင်နဲ့ပြောနေကြတာ။မောင်စိုးမောင်ကြားမိတယ်ထင်တယ်။ဟုတ်ကဲ့။ဒီလိုကြားလိုက်ရတော့ဒုတိယအချိန်မောင်စိုးမောင်တနက်ပြစ်ခံရတာဥပြစ်တာပဲလို့မထင်မိဘူးလား။ထင်နေဖို့မလိုဘူး။တခါတည်းသိတာပေါ့။သိတယ်ဆိုရင်မောင်စိုးမောင်မှားလိမ့်မယ်။ အကြောင်းကတော့မြခင်အထင်မှားလို့ပဲတနည်းအားဖြင့်သူလူချင်းသာရှိလို့တမင်လီဆယ်ပြီးပြောတာလည်းဖြစ်ရမယ်အခုကာလမင်းကလေးတွေကအခုလိုပဲမဟုတ်မဟုတ်အင်မတန်ပြောတတ်တယ်ကွအမှန်ကတော့ဥပဒင်းပေါင်မှာရက်နေစဉ်လက်ထဲကတနက်ရှိတာတော့အမှန်ပဲတနက်ထဲမှာကြီးစံရှိတာလည်းမသိဘူးခလုတ်ကိုလက်ညှိုးနဲ့ချိတ်ထားမိတာလည်းသတိမရဘူးကွဒါထတခါတခါသတင်းစာထဲမှာပါတယ်မဟုတ်လားမတော်တဆကြီးစံထွက်သွားတယ်ဆိုတဲ့သတင်းလीအ ။ဒါဖြင့်ဥကံမတော်တဆဖြစ်တယ်လို့ဆိုကြတာပေါ့ဟုတ်လား။မတော်တဆမို့ဖင်တဲ့တယ်မှန်တာပဲ။တကယ်ဆိုရင်မျက်လုံးမှန်မလား။လဲစလုပ်ထိမလားမသိဘူးကွ။တကယ်ပါကွ။မတော်လို့ဖြစ်တာပါ။ဩဥစိုးမောင်ကတယောသလိုလှုပ်လိုက်လေသည်။ကြီးတာပြီးပါစေတော့ကွ။ဘလို့မှမအောင်မိပါနဲ့။ဒီเจ้าကိုလည်းဘလို့ဟာနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ဘသူမှမပြောပါနဲ့။မင်းကိုတောင်းမှန်မရစေ။ဟုတ်ကဲ့။ဦးလှုပ်ခြင်းသလိုလှုပ်သည်မ။ငင်းခံရမှာပဲလား။ ဦးလက်သည်မျက်နှာထားပို၍ချိုးသားစွာထားပြီလျင်ဓာတ်ထက်ငါမေးစမ်းမရစေအောင်မင်းနဲ့မြခင်နဲ့မြတ်တာရှိနေကြရဲဆိုဟိုစိုးမောင်ဤအကြိုက်ကိုလိုက်ရော၍လျှော့လေသည်စိုးမောင်သည်တနတ်အမှန်ခံရခြင်းမြကိုလုံးဝမေ့သွားတဲ့ကဲ့သို့ရှိကားအနှဲငယ်ပြုံးလာပြီလျင်ဟုတ်ကဲ့အမှန်တော့သူ့သဘောဘလို့မပြောနိုင်ပါဘူးကျွန်တော်ကတော့မြတ်တာရှိတာပဲဟု ရှက်တလို့အမှုအရာဖြင့်ပြန်ပြောလေသည်အေးကွယ် ဖြစ်တယ်ကြိုက်တယ်ဆိုတာယောဂါတမျိုးပဲကွလူတိုင်းဝတ်သက်ကြောက်ဖြူမပေါက်ပဲမနေရသလိုအချက်ဆိုတာလဲလူတိုင်းတသက်တခါအနည်းဆုံးဖြစ်တတ်တယ်ယောဂါပဲဒီတော့မင်းတို့မြတ်တာရှိတာကလဲငါမတားစီမကန့်ကွက်လိုပါဘူးဒီအိမ်ကိုလဲသွာလာမြဲတိုင်းသွာလာပေါ့ကွဟုတ်ကဲ့ဟုပြောကစိုးမောင်မှာမျက်နှာတစ်ခုလုံးချိုးပြုံးသွားလေသည်ထိုခိုက်တွင်ဒိုင်းကနေမြည်တံပေါ်ထွက်လာပြီးနှစ်ယောက်စလုံးထ၍ခုံမိကြလေသည် ဇုံမောင်သည်မိမိတကိုယ်လုံးလိုက်လံစမ်းသပ်ကြည့်ရှုရာ ထိခိုက်နာကျင်ခြင်းရှိသည်ကိုလည်းမတွေ့ဘူးရောင်နေခြင်းလည်းမရှိသည်တို့ရုတ်တရက်သောငါတနတ်အမှန်ခန့်ရလုံးလို့တနတ်များပြီးနေရောသလားဟု အောက်မေ့မိပြီးမှဦးလက်အားကြည့်မိသည်တွင်ရှုံငါမဲ့ကဖြင့်နရွက်ဖြားကိုလက်ချောင်းများဖြင့်ပုတ်တနှိမ့်နေနေသည်ကိုတွေ့ရမှဦးဦးမှန်သွားသလားဟုမေးလိုက်လေ၏ဦးလက်ဤနရွက်မှာလေးတနတ်ဤစက်ကွင်းမိ၍သွားသည်ကိုစိုးမောင်လည်းအမြင် ဦးလက်သည်လဲကိုရွေသိရှိကြသည့်အတိုင်းမင်းနေဖို့မလို့ဖြည်ရန်လဲမရှိတော့လဲစိုးမောင်ကြီးအမေးကိုကြားရသဖြင့်ဦးလက်ကငါလခွိနှယွက်ဖြားမှာသေးသေးချာချာမှန်တာနာလိုက်တာတိတ်နာတာပဲဟုပြောကနာကျင်ချင်းဖြင့်မျက်ရည်များဖြင့်လဲ၍လာရာမင်းနှုံးကကောတော်တော်နာရဲ့လားဟုမေးလိုက်လေသည်စိုးမောင်သည်ခေါင်းငိန်ကမပြောနဲ့တော့ဟုဆိုလိုက်လေ၏ထို့နောက်မှဦးလက်သည်လက်သေးကိုရှာဖွေသည့်အလား တဲဒီတနက်ဘသူလက်ထဲရောက်သွားပြန်ပြီလဲဟုဆိုရင်ဟိုဒီဒီကြည့်ရှုရာအပါဤလက်ထဲတွင်သတေကံပစ္စည်းနေတကွအထင်ရှားတွေ့မြင်ရသဖြင့်ဒေါသထွက်၍သွားလေသည်ဘဲနဲ့ဒီတနက်ဟာကိုသူတော်လက်ထဲကအပစီရောက်နေပြန်မကောဟုဆိုပြီးလျင်ဘဲဒီတနက်တော့မဖြစ်ချေပါဘူးကိုင်မိတဲ့လူတိုင်းပြစ်ချင်ခက်ချင်ရှိတာပဲအခုအပလက်ထဲရောက်နေပြီနောက်ဆုံးပင်ငါ့ကိုတောင်ပြစ်နေပြီ ီကလေးတော့ကောင်းကောင်းစိုးမအောင်မှာပဲဟုစိုးကအန်ကျင်းရင်အကြံထုတ်ယူနေလေသည်ထို့နောက်မှာအကြံပေါ်ပေါက်လာကကဲမဖြစ်ဘူးဟေ့မင်းအမေသူ့ကိုစုံးမပါတော့အိမ်မှာဆရာလုပ်ဖို့အလုပ်ကိုလက်ခံပါကလေးကိုလည်းကောင်းကောင်းစုံးမပေးပါဟုတ်လားဦးစိုးလေးဤဇုံးမောင်မှာဝမ်းမြောက်တော့အမှုရာမဖြစ်ပေါ်ပဲဒီလိုဆိုရင်ကျွန်တော်ကိုခိုင်းလုံတဲ့ကုမ္ပဏီတစ်ခုမှာအသက်အာမခံမှာထားပေးမှာဖြစ်မယ်ဟုဆိုလေဤအိုးမပူပါနဲ့ကွာ သူ့တနတ်ကိုငားယူပြီးဖြတ်စည်းပြစ်လိုက်ပါမယ်။ဒါဖြစ်ရင်လဲသဘောတူပါပြီဟုစိုးမောင်ကအဖြေပေး၍စကားဆုံးသည်နှင့်တပြိုင်နက်နောက်ထပ်ဒိုင်းကနေအတန်ထွက်လာပြီးဥလက်သည်လက်ကောင်းရှုံတဲ့ကဲ့သို့ဂုတ်တူ၍ဝင်သွားသည်ကိုမြင်ရလေ၏။ ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ